မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမလေးရှားနိုင်ငံသား၏ဝန်ကြီးကမြန်မာပြည်တွင်အကြမ်းဖက်မှုတွေကိုရှော့ချဖို့စစ်ကောင်းဆောင်ကိုတိုက်တွန်းပြောဆိုခဲ့ပါတယ်စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်မှာတော့ရွေးကောက်ပွဲကိုအာဆီယံနဲ့မလေးရှားကထောက်ခံတဲ့သဘောတက်ရောက်တဲ့အချက်အလက်တွေကိုဖော်ပြခဲ့ပါတယ်ဒီသတင်းကိုတော့တူတာချန်သာပြပို့ထားတာပါရှင် စစ်ကောင်းဆောင်နဲ့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးတို့ရဲ့အောက်တိုဘာ9ရက်နေ့တွေ့ဆုံမှုအပြီးနှစ်ဖက်သတင်းထုတ်ပြန်ချက်တွေဟာကိုက်ညီမှုမရှိဘဲအချက်အလက်ကွဲလွဲနေတာပါအခုချိန်မှာအာဆီယံလက်ကျဥက္ကဋ္ဌအဖြစ်မလေးရှားနိုင်ငံကတောင်းယူနေတာဖြစ်ပြီးနေပြည်တော်ကိုညချင်းပြန်လာရောက်တဲ့ခီးစဉ်မှာမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ဟာစစ်ကောင်းဆောင်စစ်ကော်မရှင်ဝန်ကြီးချုပ်စစ်ကော်မရှင်နိုင်ငံသားရဲ့ဝန်ကြီးတို့နဲ့တွေ့ဆုံမှုလေးဆက်တိုက်ပြုလုပ်ခဲ့ပါတယ် စစ်ကောင်စောင်းနဲ့တွေ့ဆုံမှုမှာမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကစစ်ကောင်စောင်းအနေနဲ့မြန်မာနိုင်ငံအတွင်းကအကြမ်းဖက်မှုတွေကိုလျှော့ချဖို့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ဖို့အဓိကထားတိုက်တွန်းခဲ့ပါတယ်။ဒီဇင်ဘာလမှာပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလည်းဆွေးနွေးမှုတွေရှိခဲ့ပြီးစစ်ကောင်စောင်းထုတ်ပြန်ချက်မှာတော့ရွေးကောက်ပွဲကိုအာဆီယံနဲ့မလေးရှားကထောက်ခံတဲ့သဘောတည်းရောက်တဲ့အချက်လက်တွေကိုဖော်ပြခဲ့ပါတယ်။မလေးရှားဘက်ကရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဆွေးနွေးမှုအကြောင်းထုတ်ပြန်ရမှာတော့လွတ်လပ်ပြီးတရားမျှတဖို့ ပွင့်လင်းမြင်သာပြီးယုံကြည်ရတဲ့လုပ်ငန်းစဉ်တွေနဲ့ဆောင်ရွက်ဖို့နိုင်ငံရေးပါတီအားလုံးနဲ့နိုင်ငံသားအားလုံးရဲ့ထောက်ခံမှုနဲ့သာရွေးကောက်ပွဲကိုကျင်းပတဲ့ညောင်ဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ လေးရှားကတော့ဒီမြမရေးကိုဖြည့်ရှင်းတဲ့နေရာမှာမြမပြည်သူတွေရဲ့စိတ်ဆန္ဒကိုချီးခံတဲ့ရလက်မျိုးကိုသူကထွက်စေချင်တယ်။အဲ့ဒီအတွက်သူကနီလင်းမျိုးစုံနဲ့သူကြိုးစားခဲ့တယ်။နောက်ပြီး ASEAN ရဲ့ဒီ5 point of consensus ကို accounted for ဥပပိုင်းမှာဆက်တိုက်ဆွေးနွေးလို့သူကဖြေအားပေးလှုပ်တင်လှုပ်ထိုက်တဲ့ဟာတွေကိုသူကကြိုးစားပြီးလှုပ်ဆောင်တဲ့နိုင်ငံချစ်တယ်ပေါ့။ကိုသွားတယ်ဆိုတာကစစ်ကောင်စီကသူကတိမက်ပတ်ပြတာမဟုတ်ပဲနဲ့လည်းဖြည့်ဖြည့်ဆက်ဆက်ဖြည့်ရမယ်ဆိုတဲ့ခံယူချက်တော့သူတို့ဘက်မှာရှိတယ်။ တို့ရောက်ရေးကောက်ပြီးမလေးရှားလက်မှတ်ခံလို့ဆိုတော့ဒီ link ပြောပြတာဖြစ်တယ်ကျွန်တော်တို့နေ့ကတော့မလေးရှားနဲ့ထိတိကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်တန်ကင်းတမန်ကင်းမှာအာဆီယံနိုင်ငံတွေဒီမှာကျွန်တော် အထူးပြအများဆုံးကတော့မလေးရှားလိုပြည်ကတော့ပေါ့နော်နိုင်ငံတကာတိုင်ဝမ်ကြီးကသူတို့နဲ့တကားပြောဖို့ကြိုးစားတိုင်းစူးစားတိုင်းဒါကိုခွင့်ကောင်းယူပြီးတော့ legitimacy legality ကိုရအောင်ဖန်တီးဖို့ကြိုးစားတဲ့ဟာဘော်ဒါဖြတ်ချတဲ့လုပ်ငန်းကြီးကတော့သူတို့တောက်လျှောက်လုပ်လာတာဖြစ်တယ်သူတို့ကိုအတိမပြုလို့မလေးရှားကလည်းအခုချိန်မပြောသေးဘူးတခြားနိုင်ငံတွေကလည်းအဲ့လိုပြောတာမရှိဘူးအဲ့တော့သူတို့ကတော့ဒါကိုခွင့်ကောင်းယူပြီးတော့သူတို့ဒီတည်ယုံအစိုးရဖြစ်တယ်ဆိုတော့ဖန်တီးပြောဆိုမှုတွေကတော့အရင်တုန်းကလည်းရှိခဲ့တယ်သူတို့ကြိုးစားနေသေးပဲ စက်တင်ဘာလထဲမှာပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံဆက်ဆက်အစည်းအဝေးတွေမှာမလေးရှားဆိုတာဝန်ရှိသူတွေအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်တွေနဲ့ NUG ကောင်ဆောင်တွေတွေ့ဆုံခဲ့ပြီးကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ထားနိုင်တယ်လို့ဆိုပါတယ်မြန်မာမှာတော့အရှိတအခြားဒေသခံနိုင်ငံတွေနဲ့အာဆီယံနိုင်ငံတွေအပေါ်တရုတ်နိုင်ငံရဲ့ဆော့ဖက်ပြပေးမှုတွေကခြေခြေပြက်ပြက်ရှိနေကြတာပါ ာဆီယံအနေနဲ့ကျွန်တော်တို့ဘက်ကရပ်တည်ပြီးမကူညီနိုင်တာတောင်မှဒီစစ်အာဏာရှင်တွေလိမ့်နေပြီးလုပ်တဲ့ဒီရွေးကောက်ပွဲကြီးကိုတွားပြီးတော့မထောက်ခံမိဘူးကျွန်တော်တို့ဘက်ကစီယုံရမှာဖြစ်တယ်အထူးသဖြင့် NUGD နိုင်ငံသားဝင်ကြီးဌာနကိုကျွန်တော်တို့က request လုပ်ချင်တာကတော့အာဆီယံနိုင်ငံတွေဘယ်နှနိုင်ငံပဲဖြစ်ဖြစ်ဇူလုံးင်းတော်၎င်းတချို့နိုင်ငံတွေတော်၎င်းကျွန်တော်တို့ပဲပါအောင် အရင်လုတ်တင်ပါတယ်လို့အကြံပြုတင်တယ်ကျွန်တော်တို့ဘက်ပါလာအောင်မလုံနိုင်တာတောင်မှစစ်အာဏာရှင်တွေဘက်ကိုပါမသွားအောင်ညီမျိုးစုံနဲ့ကြိုးစားတင်တယ်လို့ကျွန်တော်ကတော့အကြံပေးတယ်စစ်ကောင်စော်နဲ့တွေ့ဆုံမှုအပြီးမလေးရှားနိုင်ငံမှာပြုလုပ်တဲ့ stakeholder engagement meetings on Myanmar SEMSCO အမျိုးသားညွှန်ရေးဆိုရ NGO နဲ့တိုင်းသာတော်လှန်ရေးအဖွဲ့တွေတက်ရောက်ခဲ့ကြအောင် အန်ယူဂျီနိုင်ငံရဲ့ဝင်ချန်နာကအောက်တိုဘာ17ရက်နေ့မှာပြတင်းထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနိုင်ငံရဲ့ဝင်ချန်နာနဲ့မြန်မာတော်လိုင်းအင်အားစုတွေကအာဆီယံအနေနဲ့ဘုံတော်ဒုညရဲ့၅ရက်ပါပေါ်ပြချက်တွေကို NIRI ဆောင်ရွက်ဖို့နိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်တမရဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွှမ်းမြောက်ရေးမြန်မာပြည်သူတွေကိုထောက်ထားပြီးလူသားဆန္ဒအကူအညီတွေပေးရနိုင်မှုစစ်ကောင်စီကိုတရားဝင်အစိုးရအဖြစ်တိမတ်ပြုရာရောက်စီမဲ့ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်းတရားဝင်သဘောထားထုတ်ပြန်မှုစသဖြင့်အချက်လက်တွေပါဝင်တဲ့တိုက်တွန်းစာကိုထုတ်ပြန်ခဲ့ပါတယ် ကျွန်တော်သုဒ္ဓချမ်းသာပါနေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့မြို့နယ်ရှစ်မြို့နယ်မှာမဲစင်းတထောင်ကျော်ကွာဟနေတာကြောင့်ပြန်လည်ပြင်ဆင်ဖို့ရှောက်ထားနေရတယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေဆီကနေသိရပါဗျပြင်းမနာနဲ့ဇဘူတိရီမြို့နယ်ကမဲစင်းမှာလက်ရှိနေထိုင်သူတွေမပါပဲပြောင်းရွှေ့သွားသူတွေနဲ့တေဆုံးသွားသူတွေပါနေတာကြောင့်ပုံစံလေးအရကန့်ကွက်နေရတယ်လို့နန်းစီတရဝန်ထမ်းတယောက်က DVV ကိုပြောပါရတယ်။ ပုဗ္ဗတိရီနဲ့ဇေယတိရီမြို့နယ်မှာတော့မဲစင်းကွာဟာမှုဟာ3200ကျော်ရှိပြီးပုံစံ3အရမဲစင်းမှာပြန်လည်ထည့်သွင်းနိုင်ရေးအတွက်ကိုပုံစံလေးကားငယ်ပြင်ဆင်ခွင့်ပြုလုပ်နေရတယ်လို့ဇဘူတိရီခရိုင်အုပ်ချုပ်ရေးနဲ့နှိဆက်သူတယောက်က DVB ကိုပြောပါရယ်။နေပြည်တော်တိုင်းတွင်းဥဒရခရိုင်မှာ2314ယောက်ဇေယတိရီခရိုင်မှာ3200ကျော်နဲ့လေဝေးခရိုင်မှာ4100ယောက် ပြင်မနာခရိုင်မှာ2869ရောက်စုစုပေါင်း12382ရောက်မဲစင်းကွာဟနေတယ်လို့သိရှိရပါတယ်ရှင်။ DVV ရုံမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ကြီးပါ။